This joint hearing will assess the current situation in Burma, including the upcoming sham elections. Hoga dini sunu bwe ka di aushu to nang che yi sub east asia and the pacific ne piro sub committee of south and central asia ဆိုပြီးတော့ပူးတွဲပြီးတော့သူတို့ကျန်းနာပွဲလုပ်တယ်ဒါပေမဲ့အဓိကဦးစီးဆောင်တဲ့ဟာကတော့အဲ့ဒီ sub committee ရဲ့ east asia နဲ့ the pacific committee chair woman က young king ကပဲဦးစီးဆောင်လုပ်တယ်အဲ့တော့မှတစ်ဖက်စလုံးပါတီအဲ့ဒီအခုကလွတ်တော်မှာရောစီနေမှာရော republican ကအများစုဆိုတော့ဒီနိုင်ငံချေး committee sub committee မှာပဲဖြစ်သူတို့ ဒီ chair လောက်တာကဦးစီဆောင်တော့သူတို့ကပဲလုပ်တယ်။အာအဓိကတော့ဒီအခုဒီဟာကတကယ်တကယ် Congress အနေနဲ့ကျန်းတာပွဲ Congressional hearing ဟာ outdoor ကနေပြုတ်လုတာဖြစ်တယ်။ပြီးတော့သူတို့မှလည်း witness လို့ခေါ်တယ်။အဲ့ဒီကျန်းတာပွဲမှာတက်တဲ့အနေနဲ့ တင်ပြဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေလည်းသူတို့အသုံးခုကိုဖိတ်ခေါ်ထားတယ်ဆိုတော့အဓိကတော့အခုရွေးကောက်ပွဲကဒီဇင်ဘာလ28ရှိရနေ့ကနေစစတော့မယ်ဒါကြောင့်မို့ဘာရီ US policy နဲ့ဘာရီလုံးနိုင်မလဲ option ပေါ့နော်ဘာရီလုံးတင်တယ်လဲဆိုတာကိုတို့အဲ့ဒါစဉ်းစားချက်နဲ့ပြလို့တာဖြစ်ပါတယ်ပထမကရွေးကောက်ပွဲပါပဲ ဒီဂျာနာပွဲမှာအခုဩကထယန်ကင်းကနေတလို့ပြောသွားတယ်သူပြောတဲ့ဟာကတော့ဒီရွေးကော်ပွဲကအခုမကြခင်မှာကျင်ပတော့မယ်ဒါပေမဲ့ဒီရွေးကော်ပွဲကဟိုဂျိုတင်တို့ဂျိုတင်တတ်မှတ်ထားပြီးသားစစ်ဆွေးရအနေနဲ့ဆိုတော့ကျွန်တော်တို့ကျွန်တော်တချမ်းတချမ်းနည်းနဲ့ပြောမယ်ဆိုရင်ဒီအတုရောင်ရွေးကော်ပွဲပဲအဲ့လိုသူကပြောသွားတယ်ဒါပေမဲ့သူပြောသွားတဲ့အုံထုံးကတော့ ဒီကြိုတင်တတ်မှတ်ထားပြီးသားဆိုပြီးသူပြောသွားတယ်တတချမ်းလေးနဲ့ပြောမယ်ကြာအထူးအရောင်ပါပဲဒီရွက်ကော်ပေါ်အဲ့လိုသူပြောတော့ပါတယ်အဲ့ဒီကော်မတီရဲ့ chair chairwoman young kim ကဘယ်လိုပြောတယ်လဲဘုရားကရွက်ကော်ပေါ်ဆိုတာ predetermined ကြိုတင်ပြီးတော့ဆုံးဖြတ်ချက်ချထားပြီးသားစီစဉ်ထားပြီးသားဆိုတော့ကျွန်တော်တို့ US အနေနဲ့ဘယ်လိုလုပ်သွားရင်ကောင်းမလဲဆိုတော့ဟာကိုပထမသူတို့ဆွေးနွေးတယ်ပြီးတော့ ဟိုတရုတ်အခန်းကဏ္ဍတော်တော်လေးဆွေးနွေးတယ်ပြီးတော့အာရှန်အခန်းကဏ္ဍလည်းတော်တော်လေးဆွေးနွေးတယ်နောက်တစ်ခုကဒီဂျပန်ကိစ္စပြီးတော့ဒီလူသားလူသားစာနာမှုဘောတော့အဓိကတော့မြတ်တော်ဖြစ်တော့ဒီရိုဟင်ဂျာကိစ္စကိုသူတို့ဆွေးနွေးတယ်ပြီးတော့နောက်တစ်ခုပါရဟာကတော့အခု US ရဲ့ Federal Bank of New York မှာအာဒီအာ ငွေရှိတဟာအဲ့ဒီအဲ့ဒီအာကျွန်တော်1ဘီလီယံလောက်ပေါ့နော်ဒီကျွန်တော်တို့ရှိတဟာကိုဟိုကျွန်တော်တုံးသွားရင်ကောင်းတုံးကျွန်တော်အဲ့ဒါကိုတုံးရင်ကောင်းမယ်ဆိုတဲ့အဲ့ဒါလည်းပါတယ်ဆိုတော့အဓိကတော့ရွေးကောက်ပွဲကိစ္စပါပဲဒါကြောင့်ဒါကြောင့်မို့ရွေးကောက်ပွဲကတော့ကျွန်တော်ထင်တယ်ဟိုကျွန်တော်တုံးသက်ချက်ကတော့တို့လုံးဝဟိုလက်ခံနိုင်မယ်ကျွန်တော်တော့မထင်ဘူး ချက်ဖြတ်တဲ့အကြောင်းကဟိုတော်တော်လေးဒီဟိုတင်ပြသွားတဲ့ဟို witness အနေနဲ့တင်ပြသွားတဲ့ဒီ Kelly Curry ရဲ့ပြီးတော့ Steve Ross သူတို့ကတော်တော်လေးကိုသူတို့ကိုအဲ့ဒါတင်ပြတယ်ပြီးတော့ကျွန်တော်နားထောင်တော့အဲ့ဒီမှာဒီလွတ်တော်အမတ်တွေကလည်းဒီဟာကိုတော်တော်လေးအာသူတို့နေလဲဒီဟာကိုတော်တော်လေးအရေးတကြီးထားတယ်ဒါကြောင့်ဒီဒီချက်ဖြန့်ကိစ္စက အာတော်တော်လေးအရေးတကြီးထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီဟာကပြောသွားတယ်လို့လည်းများတယ်ပြီးတော့ဟိုမိခွန်အမိဖြစ်မှလည်းဟိုတော်တော်လေးပါတော့အတိကကျွန်တော်ကျွန်တော်ဒီမမိတလောက်ပေါ့နော်ကျွန်တော်မမိတလောက်ကတော့နှစ်နာရီလောက်ရှိတော့ကျွန်တော်မမိတလောက်ကတော့ဒီဂျပန်ကိစ္စနဲ့ပတ်သက်ပြီးတော့ USA ရဲ့အကျိုးရှိဖို့ကတော်တော်လေးထိခိုက်နေတာလေ။ အဲအဲ့ဒါပဲသူတို့ကတော်တော်လေးရည်တကြည်ထားတာဟာက US ဟိုစီးပွားရေးကိစ္စပြီးတော့ဟိုအဲ့အဲ့အဲ့ဟာကတော်တော်လေးထိခိုက်သွားတယ်ငွေလဲသူတို့တော်တော်လေးရှုံရှုံရတယ်လေဆိုတော့ဒီဟာကိုတော့ဟိုသူတို့အရည်တကြည်ထားတယ်ဟိုဒီတိုင်းကြည့်နေမှာမဟုတ်ဘူးအဲ့လိုပဲကျွန်တော်တော့ဟိုသဘောပေါက်တယ် ာရှန်အရေးပဲနည်းနည်းထူချမှုရှိသလားလို့ကျွန်တော်သုံးသပ်တယ်။ဒါတရုတ်ကိစ္စကတော့အများအားရှိနေပြီသားဆိုတော့အာရှန်ကိစ္စပဲသူတို့အာအဲ့ဒီခေလီခါရီကိုသူတို့မေးတယ်။ခေလီခါရီကရင်တော့ကဒီတမတအထမရဲ့ပထမထမပေါ့နော်သူက UN ရဲ့ US ဟိုဟိုကိုယ်စားလေဟိုဟိုဘာ UN မှာ ဆိုတော့အဲတုန်းကဆိုတော့သူကတော်တော်လေးကျွန်တော်တို့ဘုံမှာပြီးကြောင်းတော်တော်လေးတည်တည်တယ်ဆိုတော့ဒီအာရှန်ကိစ္စကိုအခု5 point ကိစ္စလဲအာရှန်ကကောင်းကောင်းလေးကောင်းထဲမှာပေါ်နိုင်တော့ကဲကျွန်တော်ဘယ်လိုလုပ်သွားရင်ကောင်းမလဲဆိုတာကိုသူတို့မေးခွန်းထုတ်တယ်အဲ့ဒီမှာ Miss Kelly Curry ကနေဖြေသွားတာဟာဘယ်လိုလဲဆိုတော့ဒီ special envoy for asian bono general ဘာမှပြည့်အတွက် အာအဲ့ဒါကိုခတ်ပြီးတော့အဲ့ဒါကနေထိထိရောက်ရောက်အလုအလုလုသွားမယ်လို့ဟို US နဲ့ပို့ပြီးတော့အာရှန်ချင်းကတခါမှာအဲ့လို special envoy အထူးကိုယ်စားလေအဲ့ဒါကနေလုံသွားရင်ပို့ပြီးတော့ထိရောက်မှုရှိမယ်လို့သူအဲ့လိုပဲအကြံပြုသွားတယ်ဆိုအဲ့ဒါပဲကျွန်တော်ကျွန်တော်ကျွန်တော်တုံးတတော့အဲ့ဒါတော့တော်တော်လေးအဲ့ဒီ Congress Women Young Kim Chairperson Young Kim ဖြစ်ဖြစ်အခု ranking member uh, uh congressman the bear a bit people ဘောနော်ကျွန်တော်သူတို့မျက်နာကိုကျွန်တော်ကြီးလိုက်တော့ဟိုဒါတော့အာသူတို့တဘောကြတဲ့ပုံပါပဲဒါပေမဲ့အခုအခုနကျွန်တော်ပြောတော့လို့လွတ်တော်အခန့်ကန်တာကတခြားပြီးတော့အစိုးရဘိုင်းအခန့်ကန်တာကတခြားအဲ့ဒါကဘသူကလောက်သွားမယ်လဲဆိုတော့နိုင်ငံချေယွန်ကြီးဌာနအခန့်ကန်တာဒါပေမဲ့လွတ်တော်အနေနဲ့ဟိုတိုက်တွန်းမယ်ဆိုရင်တော့ ဒါကျွန်တော်နည်းနည်းမျှော်လင့်ချက်ရှိတယ်အော်ဒီနေ့ကျန်းနာပွဲကနေတည့်အောင်မှုရှိနိုင်တယ်လို့ကျွန်တော်တို့ထင်နေဆရာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျန်းနာပွဲကဘာတွေလုပ်မလဲဆိုရဟာဆိုတော့အခုအော်ကယ်ရီကာရီဘေဖီဖီကာရီဘေဖီဖီစတီဗ်ရော့စ်ဘေဖီဖီတို့တင်ပြချက် ပြီးတော့ဖြစ်တော်မှတွေတွေလဲ ပြောရတာဟာတော့ကျွန်တော်နားထောင်တော့ဒီဟာက သူတို့အတွက်ကတကယ်အရေးကြီးတဲ့ကိစ္စပါပဲလွတ်တော်အနေနဲ့ပဲဖြစ်ဖြစ်အခုဟိုတခခုတော့ထွက်လာလိမ့်မယ်ဒီရေကောက်ပွဲမတိုင်ခင်မှာကျွန်တော်အနေနဲ့မျှော်လင့်ချက်တခုရှိတယ်ဆရာဒီဂျာနာပွဲကနေဘာတွေကိုရက်လက်တခုခုလေးပါထွက်လာနိုင်မလဲဆိုတာအဲ့ဒါကဒီရေကောက်ပွဲဟာက အတူအောင်ရေကောက်ပွဲဖြစ်တယ်ဒီ အာအမေရိကန်အစိုးရအနေနဲ့ဒီဟာကို လက်မခံသင့်ဘူးဆိုရဟာတခုခုလေးတော့ထွက်လာနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်အာ statement ဒီယူကောဘွယ်ကိုကျွန်တော်လက်မခံဘူး US အနေနဲ့အဲ့ဒါဟာမျိုးတော့တခုခုတော့ထွက်လိမ့်မယ်ကျွန်တော်မျှော်လင့်တယ်ဆိုတော့အဲ့လိုမျိုးဟိုထွက်လာမယ်ဆိုရင်တော်တော်လေးဟိုထိအောင်မှုတော်လေးများမယ်ပြီးတော့အာရှမှာပဲဖြစ်ဖြစ် ပြီးတော့ US ကလုံးလိုက်ပြီးတော့သူ့ရဲ့မဟာမိတ်တွေကိုလည်းတော်ပြောမယ်အခုကနေဒါလိုမျိုးအာဘရစ်တင်လိုမျိုးအခုဩစတြေးလျပေါ့နော်ဂျပန်သူတို့အာရှပေါ့